ားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်တည်တင်ဌာနကနေတင်ပြကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကတော့စကိုင်းမြို့နယ်ရှိကျေးရွာများသို့စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးပြီးတနက်နေ့လက်သိသိရရှိတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်ရှိကျေးရွာများကိုစစ်ကြောင်းထိုးနေတဲ့အကြံဖက်စစ်တပ်ကို၄ချိန်ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီးအရာရှိတအုပ်အပေါက်ပင်ထိခိုက်ဒဏ်ရာရရှိသူများပြားကတနက်နေ့လက်သိသိရရှိခဲ့ကြောင်း တန်တာဘတ် people different for မိုးချိုးငှက်အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောဆိုပါရင်အော်တိုဘလာ6ရက်နေ့တွင်ဇကိုင်းမြို့နယ်တွင်ရှိကျေးရွာများကိုစစ်ကြောင်းထိုးနေသောအကြမ်းဖက်စစ်တပ်ကိုထော်လန်ရေးတပ်ဖွဲ့များ၄ချိန်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်မှစစ်သား3ဦးသေဆုံးကစစ်ဗိုလ်တအုပ်အပါအဝင်စစ်သား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ခိုက်ပွဲဖြစ်ပွားပြီးနောက်နေနေရှင်းလင်းရေးပြုလုပ်စဉ် MA4 တနက်တလန်နဲ့ MA2 တနက်တလန်အပေါက်တွင်စစ်သုံးဆောင်ပစ္စည်းအချို့တင်းစီရရှိခဲ့ကြောင်းသိရပါတယ်။ စစ်ခွေးတွေကတရင်လေးရင်နဲ့လာတာပါစစ်ခွေးအင်အားကတော့290လောက်ရှိတယ်။အဲစစ်ခွေးစစ်ကြောင်းကရွာသားယာကနေထွက်လာတဲ့စစ်ကြောင်းပါစစ်ခွေးနှစ်ကောင်ကတိုက်ပွဲအတွင်းမှာမျက်မြင်သိဆုံးနေတိုက်ပွဲတွေက၁၄တော့လမ်းစုံမှာနှစ်ကြိမ်ဖြစ်တယ်။ကြောက်ပနံရွာမှာထိတွေ့မှုတစ်ကြိမ်နဲ့လင်းရင်ရွာတစ်မှာတစ်ကြိမ်ဖြစ်ပွားခဲ့တာပါလင်းရင်ရွာတစ်တိုက်ပွဲမှာကစစ်ခွေးဘုဒ္ဓကောင်လက်ကိုကြည့်ထိမှန်နေတိတ်စီရရှိတဲ့ပစ္စည်းတွေကိုတော့ဇဂိုင်းမြို့နယ်ဘက်ကဘက်ကထိန်းသိမ်းထားတာပါဟု စန္ဒာဘတ်ပီပယ်ဒီဖရန့်ဖို့မူချိုငှက်အဖွဲ့စကိုင်းမှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုစန္ဒာဘတ်လိုကယ်ဒီဖရန့်ဖို့ဘဒူတိုက်နယ်ပကဖာနှင့်နေမီကန်တော်လန်ရေးအင်အားစုများကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးရဲဘော်တအူးကြဆုံးခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးကြောင်မင်းမှာ SSPP စက္ကန့်အချို့စစ်ကောင်စီဖဲခိုင်းလို့နှစ်ဖက်တိုက်ပွဲဖြစ်မှုရှမ်းတရင်ရင့်မြစ်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရှမ်းမြောက်ကကြောင်မင်းမြို့နယ်အတွင်းမှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကင်းစက္ကန့်အချို့ကိုစစ်ကောင်စီတပ်ကဖဲခိုင်းရမှာအစပြုပြီးနှစ်ဖက်ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရှမ်းတရင်ရင့်မြစ်တဲ့ဦးကပြောပါတယ်။ တောင်တက်မတော် DNL တင်ပိုက်ထားတဲ့ချောင်းမင်းမှုနယ်ကိုစစ်ကောင်စီတပ်ကပြန်လည်ဝင်ရောက်ပြီးနောက်အော်တိုဘာ17ရက်တွင် SSPP တပ်စခန်းအနီးလေးချောင်းပုံကျဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နဲ့အတူအခုလိုတိုက်ပွဲဖြစ်ပွားမှုတရင်ထွက်ပေါ်လာတာဖြစ်ပါတယ်။ကြောင်မဲဘက်မှထိတွေ့မှုဖြစ်တယ်ပဲပြောရမှာပုံစစ်တပ်က SSPB ကကင်းစကန်တွေကိုနေရလာရွှေခိုင်းရာကနေပြစ်ကြတာလို့ရှမ်းသတင်းရင်းမြစ်ကပြောပါတယ် တိုက်ပွဲဖြစ်ပွားမှုနေရာဒေသနှင့်တိုက်ပွဲချိန်အပါအဝင်အသေးစိတ်အခြေအနေတွေကိုမေးမြန်းဖို့ SSPB ပြောရေးဆိုခွင့်ရှိသူအချို့ကိုယနေ့အောက်တိုဘာ23ရက်မှဆက်သွယ်ထားစေဖြစ်ပါတယ်။ SSPB ကတိုက်ပွဲဖြစ်ပွားမှုသတင်းတွေထုတ်ပြန်ထားတာမရှိပေမယ့်အော်တိုဘာ17ရက်မှာကြောင်မင်းမျိုးနယ်က SSPB တပ်စခန်းအနီးစစ်ကောင်စီလေးချောင်းဖုံကျဲလို့ တက်စကန်ချန်စီကိုထိမှန်မှုရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။ SSPP ဟာအာနာသိန်းစစ်တပ်နဲ့ထိတွေ့ဆက်ဆံမှုရှိတဲ့ရှမ်းလက်နက်ကင်တပ်ဖြစ်ပါတယ်။ SSPP ကငခုကလေးကမှစစ်မတိုက်ချင်တာအခုကသူ့နယ်မြေလာထီလို့ပြန်ချတဲ့သဘောစစ်တပ်ကလည်းရမလားဆိုပြီးအကဲဆန်းပေမဲ့ရန်သူတစ်တော်မွေးချင်ပုံမရပါဘူး။ခဏနဲ့ပြန်ငြိမ်သွားချမဲ့သဘောရှိပါတယ်လို့ရှမ်းတရင်ရင်းမြစ်ကပြောပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။